မိတ်ဆွေတို့အနေနဲ့ဒဏ္ဍာရီပုံမြင်တွေဟာလူသားတွေရဲ့စိတ်ထဲမှာဘလို့အတိတ်ပဲတွေစောင့်နေလဲဆိုတာသိကျင်ပူပါသလားဒီဒဏ္ဍာရီတွေကလူသားအလုံးအတွက်မှန်ကန်တဲ့အရာတွေကိုဖော်ပြပေးနိုင်ပါတယ်ဒီဗီဒီယိုမှာ Robert A. Johnson ရဲ့ရှိဆိုတဲ့စာအုပ်ကိုရှင်းပြသွားမှာပါ Robert A. Johnson ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်ပြီးလူတွေရဲ့စိတ်ကိုလေ့လာတဲ့ပညာရှင်လည်းဖြစ်ပါတယ်သူ့စာအုပ်တွေကလူတွေရဲ့အတွင်းစိတ်နဲ့ဒဏ္ဍာရီပုံမြင်တွေအကြောင်းကိုအဓိကထားပြီးရေးသားထားတာပါ ဒဏ္ဍာရီများနဲ့လူသားတို့၏စိတ်အခြေအနေဒဏ္ဍာရီပုံမြင်တွေဟာလူသားတွေရဲ့စိတ်အခြေအနေအတွက်ရှေးအကျဆုံးပုံစံတစ်ခုပါဒါကြောင့်ဒီပုံမြင်တွေကလူသားအလုံးအတွက်မှန်ကန်တဲ့အရာတွေကိုပြောပြနေတာပါဒီပုံမြင်တွေဟာရိုးရိုးရှင်းရှင်းနဲ့လူတွေရဲ့အပြုမူတွေကိုတိုက်ရိုက်ဖော်ပြပေးပြီးအခြေခံလိုအပ်ချက်တွေကိုနားလည်စေနိုင်ပါတယ်တဏှာကြီးတွေထဲမှာပါဝင်တဲ့အကြောင်းအရာတွေကထူးဆန်းပေမဲ့အပြင်ပါကတိလောကနဲ့အတွင်းစိတ်ကဘာနှစ်ခုစလုံးကိုဖော်ပြပါတယ် စိတ်ပညာရှင်ကကာကျန်းကဒဏ္ဍာရီတွေကိုအခြေခံစိတ်ပညာပုံစံတွေဖြစ်သတ်မှတ်ခဲ့ပါတယ်။မိမဆန်တဲ့အရာတွေကိုလေ့လာတဲ့အခါအမျိုးသမီးတွေတည်းမကအမျိုးသားတွေမှာရှိတဲ့မိမစိတ်ကိုပါထည့်သွင်းစဉ်းစားသင့်ပါတယ်။အမျိုးသားတွေမှာလည်းအမျိုးသမီးတွေရဲ့လက္ခဏာတွေအနည်းငယ်ပါဝင်ပါတယ်။ဒါကြောင့်ဒီဒဏ္ဍာရီတွေကအမျိုးသားတွေရဲ့အတွင်းစိတ်ကိုလည်းထင်ဟပ်စေပြီးတင်ငန်းစာတွေကိုလူတိုင်းအတွက်တက်ရောက်စေပါတယ်။ရှေးရိုးဆွဲမိမဆန်မှုနဲ့ပြောင်းလဲလာသောမိမဆန်မှု အဖရိုဒိုက်ဆိုတဲ့ပင်လယ်ကမွေးဖွားလာတဲ့နတ်ဖယားမဟာရှေးအကြဆုံးနဲ့အားကောင်းတဲ့မိမဆွမ်းအားကိုကိုစားပြုပါလေ။သူဟာကြီးမားပြီးဘသူနဲ့မှမတူသလိုတာမန်တိနဲ့လည်းနားလည်ဖို့ခက်ခဲပါလေ။အဖရိုဒိုက်ဟာသူ့ရဲ့အာနာကိုဘသူကမှမရှင်းနိုင်အောင် အမဲလိုလိုမနာလိုဖြစ်နေတတ်ပါလေ။ဆိုင်ခီဆိုတဲ့မြေပေါ်ကနှင်းပေါက်လေးတွေကနေမွေးဖွားလာတဲ့နတ်ဖယားမကတော့ပိုပြီးလူသားဆန်တဲ့မိမဆွမ်းအားကိုကိုစားပြုပါလေ။ဆန်ကီပေါ်ထွက်လာခြင်းကအဖရိုဒိုက်ရဲ့ရှေးအာနာကိုစိန်ခေါ်လိုက်တာနဲ့အလားတူပါတယ် အဖရိုဒိုက်ရဲ့မနာလိုမှုတွေကဆိုင်ခီကိုရုန်းကန်စေပြီးပိုပြီးတိုးတက်ပြောင်းလဲဖို့တွန်းအားပေးပါတယ်။ဒီပြောင်းလဲမှုတွေကအဖရိုဒိုက်ရဲ့တင်းမာမှုတွေကြားထဲကနေပေါက်ဖွားလာတာပါ။ကြီးထွားမှုဟာပရိပခ္ခတွေကနေဖြစ်ပေါ်လာပြီးအတွင်းစိတ်ရဲ့နှိုးကြမှုကိုဖြစ်စေပါတယ်။အိမ်တော်ရေးသည့်အမျိုးသမီးများအတွက်တည်ခြင်းနဲ့ပြန်လဲမွေးဖွားခြင်းဆိုင်ခီဟာအရန်လာပြီးအပြစ်ကင်းစင်တဲ့အတွက်ဘယ်သူမှမချစ်ကြဘူး။သူ့ကိုကြည်မြူကြပေမဲ့ဘယ်သူမှလက်မထက်ကြဘူး။ ဒီဆိုင်ကီတဘာဝကအမျိုးသမီးတိုင်းကိုတာမန်ကဘာနဲ့မအပ်ဆက်ဘူးလို့ခန်းစားစေနိုင်ပါတယ်။သူတို့ဟာကင်းကွာပြီးအထီးကျန်တယ်လို့ခန်းစားရပါတယ်။ဆိုင်ကီရဲ့အဖေကဘေဒင်ဆီယာစီမှအကူအညီတောင်းတဲ့အခါအဖရိုဒိုက်ကဆိုင်ကီဟာအဆိုးဆုံးတတဝါနဲ့လက်ထပ်ရမယ်လို့ပြောပါတယ်။ဆိုင်ကီကိုတောင်းပခေါ်သွားပြီးတေမင်းနဲ့လက်ထပ်ဖို့ချီနှောင်ထားခဲ့ပါတယ်။ဒါပေမဲ့ဒါကမိမဘဝရဲ့တည်ခြင်းကိုတွယ်ဝိုက်ပြီးဖော်ပြတာပါ။မင်္ဂလာပွဲဆိုတာပြီးဆုံးခြင်းနဲ့ အဟောင်းတွေကိုဆွတ်လွတ်ခြင်းရဲ့တင်ဒိတာပါအမျိုးသမီးတယောက်အတွက်အိမ်တော်ရေးဆိုတာယာတုတိုးတာတစ်ခုလည်းမဟုတ်ပဲကြီးမားတဲ့တည်ခြင်းနဲ့ပြန်လည်ရှင်တန်ခြင်းပါပဲဒါကြောင့်အဟောင်းတွေကိုဆွတ်လွတ်တာကိုဂယုမဆိုင်ရင်နောင်တော့ရနိုင်ပါလေချစ်ချင်းမြတ်တာသည် ပြောင်းလဲစေသောတွေ့ဆုံမှု Eros ဟာ Aphrodite ရဲ့တာဖြစ်ပြီး အချစ်နဲ့ဖျားပါ Aphrodite က Psyche ကိုရွံစရာကောင်းတဲ့တဝါကောင်ကိုချစ်သွားအောင် Eros ကိုဆေးလွတ်လိုက်ပါတယ် ဒါပေမဲ့အီရော့စ်ကစိုင်းခီကိုမြင်တော့သူ့များနဲ့သူ့ကိုယ်သူမပြီးထိုးမိသွားပါတယ်။အီရော့စ်ကစိုင်းခီကိုပရာဒီတူဦးရင်စီခေါ်သွားပြီးသူ့ကိုယ်ဘယ်တော့မှမကြည့်ဘူးနဲ့သူ့အကြောင်းကိုဘာမှမမေးဘူးပြောပါတယ်။ဒီပရာဒီတူကအမေးချက်သေးတဲ့အီရော့စ်ရဲ့ဖန်တီးမှုပါ။စိုင်းခီကမနာလိုတဲ့သူ့မရရဲ့လှုံ့ဆော်မှုကြောင့်စီမီထုံးပြီးအီရော့စ်ကိုကြည့်မိသွားပါတယ်။စီမီကအီရော့စ်ကိုပူလောင်စေပြီးအီရော့စ်ကထွက်ပြေးသွားပါတယ်။ ချစ်ချင်းမြတ်တာဟာတာမန်ယာရီကိုတံမိုးမထားဘဲကောင်းကင်ကလာတဲ့လေစင်နှံမောင်းတစ်ခုနဲ့တူပါတယ်။စိုင်းခီဟာဒီအတွေ့အကြုံကိုခံနိုင်ရှိပြီးသူ့ရဲ့ခီးကလူတွေဟာဖះရသခင်နဲ့ထိတွေ့မှုကိုခံနိုင်ရှိရဆိုတာကိုသက်သေပြပါတယ်။အတိညာဤစီမီမြို့သမီးတဝူဤပြောင်းလဲနိုင်စွမ်းစိုင်းခီဟာအီရိုးစ်နဲ့ပရာဒီတူဦးရင်မှာတွေ့ဆုံတော့ကသူ့ရဲ့အရေးအမှားတွေကြောင့်ပါသူတို့ကစိုင်းခီကိုကရိယာနှစ်ခုပေးခဲ့ပါတယ် စီမီကအတိညာဉ်ကိုကိုစားပြုပြီးဒါကအနည်းကိုကိုစားပြုပါတယ်စီမီရဲ့နှွေးထွေးတဲ့အလင်းရောင်ကအီရိုစီရဲ့စစ်မှန်တဲ့ပုံစံကိုဖော်ပြပေးနိုင်ပါတယ်ယောက်ျားတွေကသူတို့ရဲ့အကောင်းဆုံးပုံစံကိုမြင်နိုင်ဖို့အမျိုးသမီးတွေရဲ့အလင်းရောင်ကိုလိုအပ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာအခြေအနေတစ်ခုကိုအလင်းပေးနိုင်စွမ်းရှိပြီးယောက်ျားတွေရဲ့ရုန်းကန်မှုတွေကိုအတိတ်ပဲပေးနိုင်စွမ်းရှိပါတယ်။အမျိုးသမီးတွေရဲ့အလင်းပေးနိုင်စွမ်းကဆက်ဆံရေးကိုပြောင်းလဲစေနိုင်ပါတယ်။ အသိဉာဏ်ရဲ့ထိတွေ့မှုကအမျိုးသားတစ်ယောက်ကိုနိုးကြစေနိုင်ပါတယ်။ဓာတ်ကင်ထားတဲ့အမျိုးသမီးကဖြစ်စည်းနိုင်ပေမဲ့စီမီကင်ထားတဲ့အမျိုးသမီးကအံ့ဖွယ်ပြောင်းလဲမှုတွေကိုဖြစ်စေနိုင်ပါတယ်။ Animus အမျိုးသမီးတဦးရဲ့အတွင်းစိတ်ယောက်ျားလမ်းညွန်။စီမီမထုံးခင်မှာစိုင်းခီဟာ Eros ရဲ့လွတ်မှုမှုအောက်မှာနေထိုင်ခဲ့ပါတယ်။ Eros ကသူ့ရဲ့အတွင်းစိတ်ယောက်ျားပိသားမှု Animus ဖြစ်ပါတယ်။ ဆိုင်ခီကသူ့ရွေးချယ်မှုတွေကို သူကိုယ်တိုင်လုပ်တယ်လို့ထင်ခဲ့ပေမဲ့သူ့ကိုအန်နီမတ်ကတိမ့်ပိုက်ထားပါတယ်။ဆိုင်ခီစီမီထွန်းလိုက်တဲ့အခါအီရိုစ်ကိုသူ့ကိုယ်သူနဲ့မတူတဲ့ဖျားတပါအဖြစ်အတိမတ်ပြုလိုက်ပါတယ်။အခုဆိုရင်အန်နီမတ်ကအတွင်းကဘာစီပြန်သွားပြီးသူ့ရဲ့အတိစိတ်နဲ့မတိစိတ်ကြားမှာဆက်သွယ်ပေးနိုင်ပါတယ်။ဒါကစစ်မှန်တဲ့ဝိညာဉ်ရေးရဘဝကိုဖွင့်ပေးလိုက်တာပါပဲ။အီရိုစ်ဟာသူ့အမေအဖရိုဒိုက်စီပြန်သွားပြီးပြင်ပဇလန်းတွေမှာပျောက်ကွယ်သွားပါတယ်။ ဒီအနေထားကနေ Eros ကစံကြီးအတွက်ကူညီပေးနိုင်ပါတယ်။ဥပမာပရွက်စိတ်တွေ၊တိမ်ငက်တွေနဲ့ကျူပင်တွေကနေတဆင့်အကူအညီတွေပေးပို့တာမျိုးပါ။စံကြီးဤပထမလုပ်အတွင်းစည်းမြစ်နဲ့ကွဲပြားခြင်းကိုစိုက်ပျိုးခြင်း Aphrodite ကစံကြီးကိုပထမဆုံးအလုပ်အနေနဲ့မျိုးစေ့တွေကိုညမရောက်ခင်စီပိုခိုင်းပါတယ်။ဒါကအိမ်မှုကိစ္စတွေအလုပ်ကိစ္စတွေနဲ့မတိစိတ်သေးကပစ္စည်းတွေကိုစီမံခန့်ခွဲနိုင်ဖို့စိန်ခေါ်တာပါပဲ။ ဆိုင်ခီဟာအရန်ပြင်ပန်းပြီးလဲကျသွားပေမဲ့ပရွက်စိတ်တွေကသူ့ကိုကူညီပြီးမျိုးစေ့တွေကိုစီပေးပါတယ်။ဒီပရွက်စိတ်တဘာဝကအမျိုးသမီးတွေရရှိနိုင်တဲ့မူလအရေးတွေကိုကိုစားပြုပါတယ်။ပရွက်စိတ်တွေကရိုးရှင်းပြီးရေကြီးနဲ့နီးစပ်တဲ့နီးနဲ့အလုပ်တွေကိုလှုပ်ဆောင်ပေးပါတယ်။အပြင်ပန်းအလုပ်တွေအပြင်ဒီစီချင်းကအတွင်းစိတ်ကဘာနဲ့လည်းသက်ဆိုင်ပါတယ်။အမျိုးသမီးတွေကခံစားချက်တွေတံမိုးတွေနဲ့နယ်နိမိတ်တွေကိုသူတို့ရဲ့အတွင်းစိတ်ထဲမှာစီးဖို့အရေးကြီးပါတယ်။ ဆိုင်ခီဤဒုတိယလုံယောက်ျားစွမ်းအင်ကိုပညာရှိစွာဆွဲဆောင်ခြင်းဆိုင်ခီရဲ့ဒုတိယလုံကရန်လိုတဲ့တိုးထီးရိစီကရွှေမွေးတွေကိုညမရောက်ခင်စူဆောင်းမှုပါဒါကအမျိုးသမီးတယောက်အနေနဲ့ခစ်တစ်ကဘာရဲ့ယောက်ျားပိသားတဲ့စွမ်းအင်ကိုရယူဖို့လိုရဲဆိုတာကိုပြတ်တနေတာပါမီကန်နာကကျူပင်တွေကဆိုင်ခီကိုနေ့လယ်မှာတိုးထီးတွေကိုတိုက်ရိုက်မရင်ဆိုင်ပဲညနေဆောင်မှာခြုံပုတ်တွေနဲ့ အကိုင်းခတ်တွေမှာကပ်နေတဲ့တူးမှုတွေကိုစုဆောင်းဖို့အကြံပေးပါတယ်။ဒါကအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုတင်ပေးနေတာပါ။အင်အားကိုအမြဲတမ်းအတ္တမမယူသင့်ပါဘူး။အမျိုးသမီးတစ်ယောက်ဟာလိုအပ်တဲ့ယောက်ျားစွမ်းအင်ကိုတွဲဝိုက်တော်နည်းနဲ့တိတ်တဆိတ်ရယူနိုင်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့မိန်းမဘဝမှာဗဟုပြုနေတဲ့၍ယောက်ျားစွမ်းအင်ကိုသုံးနိုင်ပါတယ်။ဆိုင်ခီဤတတိယလုံတိတ်ငတ်အမြင်နဲ့ဘဝဤကြီးမားမှုကိုထိမ့်သိမ်းခြင်း အဖရိုဒိုက်ရဲ့တတိယအလုကဆိုင်ကီကိုမစ္စတိုင်းစ်ကရေကိုခွနဲ့ထည့်ခိုင်းပါတယ်။ဒီမြစ်ကဘဝနဲ့တည်ခြင်းရဲ့ကြီးမားမှုကိုကိုစားပြုပြီးဒိုက်ရိုက်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဇုတ်ကကူညီဖို့တိတ်ငက်တကောင်ကိုဆေးလွတ်လိုက်ပြီးခွက်ကိုယူကာမြစ်ရဲ့အလဲကို ပြန်တမ်းပြီးရေဖြည့်ကပြန်တယ်လာခဲ့ပါတယ်။ဒီတိတ်ငက်အမြင်ကဘဝရဲ့ရှုပ်ထွေးမှုတွေကို ဖြည့်ရှင်ဖို့အတွက်ပုံပြီးကျေပြန့်တဲ့အမြင်ကိုကိုစားပြုပါတယ်။ခွက်ကလူသားတွေရဲ့အတောက်ကိုကိုစားပြုပြီး ဘဝရဲ့ကြီးမားတဲ့အပိုင်းအစလေးတွေကိုထည့်ထားတဲ့အရာတစ်ခုပါ။တရားအလုံးကိုတပြိုင်တည်းသိမ်းယူဖို့ကြိုးစားမဲ့အစားတစ်ချိန်မှာခွတ်တခွတ်ပဲယူပြီးကောင်းမွန်စွာလှုပ်ဆောင်ဖို့လိုပါတယ်။စိုင်းကီအီစတုထအလုံးနည်းနည်းသောလှုပ်ဝက်ဆန်းကျင်မှုတို့အနည်းငယ်ရှိသောခီးစိုင်းကီရဲ့စတုထမြောက်နဲ့အနက်ဆိုင်ဆုံးအလုံးကမရနာနိုင်တဲ့စီခီးသွားပြီးပါစီဖုန်းစီကအဖရိုဒိုက်အတွက်အလှစီအိုးတောင်းဖို့ပါပဲ။ဒါကကိုရီးကိုရာကြီးထွားမှုမှာကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး အတွင်းကဘာရဲ့လှုပ်ဝက်ကွယ်ဝတ်တဲ့နေရာတွေစီ အနေရရှိတဲ့ခရီးတစ်ခုလည်းဖြစ်ပါတယ်။တာဝါရဲ့ညွှန်ကြားချက်တွေကတိကျပါတယ်။မူယောစပားကိတ်နှစ်ခုနဲ့အကျွေးဆေးနှစ်ခုကိုယူသွားပါ။ခြေမတန်တဲ့လူဒါမှမဟုတ်ကန့်ကျမသုံးပါးကိုကူညီဖို့အတွက်အာယုံပြန့်လွင့်ပါစေနဲ့။ပြီးရင်ကာရွန်နဲ့ဆာဘာရက်စ်ကိုပတ်စံပေးရပါမယ်။ဆန်ခီဟာသူ့ရဲ့ဆွေအင်နဲ့အရင်းမြစ်တွေကိုခြွေတာပြီးခီးကိုဦးစားပေးရပါမယ်။ ဟေဒီမှာဆိုင်ကီကပါစီဖုန်းရဲ့အဲဝတ်ပြုမှုကိုညင်းပယ်ရပါမယ်။အိုးထဲမှာဘာမှမရှိဘူးလို့သူထင်ပေမဲ့အမှန်တကယ်ကကုသခြင်းနဲ့မိမဆန်နဲ့လှုပ်ဝက်ချက်တွေရှိနေပါတယ်။ပါစီဖုန်းကထာဝရအပြုစင်ဖြစ်ပြီးလက်နေတဲ့မိမရှုဝက်ဆန်းကျင်မှုကိုကိုးစားပြုပါတယ်။ဖျားသခင်ဤမိမဆန်မှုနဲ့ခွဲခြားတတ်မှတ်ခြင်းဤအနေရယ်။ဆိုင်ကီကအိုးကိုမခွင့်ဘူးညွှန်ကြားချက်ကိုမနာခံခဲ့ပါဘူး။ Eros တို့အတစားစင်မယ်လို့ထင်ပြီး ဖွင့်လိုက်တဲ့အခါဘာမှမတွေ့လိုက်ရပါဘူးဒီဘာမှမရှိခြင်းကငရဲပြည်ကအိတ်ဆက်ခြင်းမှုဖြစ်စီပြီးသူ့ကိုအလောင်းပေါက်ဖြစ်သွားစေပါလေအိုးကိုဖွင့်လိုက်ခြင်းကပါစီဖုန်းရဲ့လှုပ်ဝက်ဆန်းကျဲတဲ့ဆွဲဆောင်မှုဒါမှမဟုတ်လှုပ်ဝက်ဆန်းကျဲတဲ့လှုပ်ဝက်ချက်ရည်စွမ်းအားနဲ့ခွဲခြားတတ်မှတ်ခြင်းရဲ့အနည်းငယ်ကိုပေါ်လွင်စေပါလေဒီလိုခွဲခြားတတ်မှတ်ခြင်းကအသိစိတ်ပျောက်ဆုံးခြင်းကိုဖြစ်စေပြီးနောက်ထပ်ကြီးထွားမှုကိုရပ်တန့်စေပါလေဆိုင်ခီရဲ့ကြာရှုံးမှုကအီရိုးစ်ကို နိုးထစေပါတယ် Eros ဟာသူ့အမေရဲ့အချင်းကြားခံဘဝကနေလွတ်မြောက်လာပြီးသူ့မျက်နှာပေါ်ကအိတ်ဆက်ခြင်းကိုတုတ်ပေးကအိုးထဲကိုပြန်ထည့်လိုက်ပါတယ်။ပြီးတော့ချက်ချင်းမြတ်တာများနဲ့ထိုးပြီးသူ့ကိုနိုးထစီပါတယ်။ခစ်တစ်ဆိုင်ခီဝိညာဉ်ရေးရာနဲ့လက်တွေ့ကဘာများပေါင်းကူးခြင်း Eros နဲ့ဆိုင်ခီရဲ့ဒဏ္ဍာရီဟာခစ်တစ်ဘဝမှာဆက်လက်ဖြစ်ပေါ်နေပါတယ်။မြေကြီးနဲ့ကောင်းကင်လူသားနဲ့ဖျားသခင်စားတဲ့မတူညီတဲ့အစ်မများကြမှာအထီးကယုံကံမှုက ရှိနေတော့မှာပဲ ခေတ္တဆိုင်ကီဟာအမြင့်အယုံကဘာနဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကြားမှာအမြဲဆက်သွယ်ပေးနေပါတယ်ခေတ္တလူတွေဟာဝိညာဉ်ရေးရနဲ့လက်တွေ့တွေကိုပေါင်းဆက်ပြီးနှစ်ခုစလုံးကိုလက်ခံရပါမယ်စိန်ခုံမှုကတော့မိသားစုအလောက်ကင်နဲ့မြို့ပြဘဝရဲ့လိုအပ်ချက်တွေကိုခံနိုင်ရှိဖို့ပါပဲဒီပေါင်းစည်းမှုကခေတ္တစိတ်ရဲ့အဓိကအလုပ်ပါခေတ္တအိမ်မက်ကဒီစိတ်ရဲ့ဖြစ်စဉ်ကိုပုံဖော်ထားပါတယ်အိမ်မက်မတ်သူဟာအိမ်သက်ရှိလုပ်ခြင်းစတဲ့လက်တွေ့အလုပ်များနဲ့ တောက်ပေါက်တဲ့အဖြူရောင်ကဘာလိုမျိုးဝိညာဉ်ရေးရအမြင်ကိုစူးစမ်းလေ့လာခြင်းကြားမှာစွဲငင်ခံရပါတယ်။ဒီစာအုပ်ကနေရရှိတဲ့အဓိကသင်ခန်းစာတွေကတော့ဒန်နာရီတွေဟာလူသားတွေရဲ့စိတ်ချနေကိုနားလည်ဖို့အတွက်အရေးကြီးတယ်ဆိုတာပါပဲ။ Aphrodite နဲ့ Psyche ရဲ့ရုန်းကန်မှုတွေကခေတ်သစ်အမျိုးသမီးတွေရဲ့အတွင်းစိတ်ကိုထင်ဟပ်စေပါတယ်။အိမ်တော်ရေးဟာအမျိုးသမီးတွေအတွက်ပြောင်းလဲမှုတစ်ခုဖြစ်ပြီးချစ်ချင်းမေတ္တာကအသိဉာဏ်ကိုဖွင့်ပေးနိုင်ပါတယ်။